ားလုံးပဲမင်္ဂလာပါရှင်။နှယ်ပိတ်ကနေကြိုးဆိုပါတယ်ရှင်။ဒီနေ့တော့ခမ်းမမိုးအေးအေးလေးနဲ့ငါတက်တာမဟုတ်ဖက်တော့လေးတုတ်စာဖြစ်တဲ့ပေါ့နော်။ဒီငါတက်တာမဟုတ်ဖက်တော့လေးကစားလို့အရင်ကောင်းပြီးလှုပ်နေလေးကလည်းအရင်လွယ်ကူတာမို့နှဲဘလို့လွယ်လွယ်ဆိုတာနဲ့ပြီးတော့ဖာကိုဆော့တွေလည်းကြည့်ပေးကြပါအောင်ရှင်။ ဒါကြတော့ပေါပါလှိထားတဲ့ကြက်တော်နီလေးရဲ့ငရုတ်တီလေးရဲ့ပဲတော့ရှိရဲ့တံပြာတီရဲ့မောက်ဖက်လေးရဲ့နဲ့ငါးတဲတာဘူးလေးရဲ့ပြီးရင်တော့ရှာနာနာပင်လေးရဲ့ပေါ့နော်ဒါကြတော့ထန်ငယ်ပီးရီလေးပေါ့နော်ဒီထန်ငယ်ပီးရီလေးကိုတော့ဟင်းခန့်စောကြီးတဆွန်စာတုပ်ပြူထားပါတယ်ရှင်ဒီနေရာမှာထန်ငယ်ပီးရီကိုတော့ဘယ်မျိုးစားမဆိုတုပ်ပြူလို့ရတယ်ပေါ့နော်ပြီးရင်တော့ငါးငါးပြာရင်နဲ့ငယ်ထက်တာပေးလေးပါတယ်ရှင် ရှားပါနေနဲ့တော့ခြုံမုံနေငယ်အသားမုံနေငယ်ပြီးရင်တော့လှီထားတဲ့တပြားရဲ့တီးလေးကိုညှစ်ထက်ထားပေးလိုက်မယ်ပေါ့နော်တပြားတီးကိုတော့နှစ်ကနှလုံးသွုပ်ပြထားပါတယ်ရှင်ပြီးရင်တော့ငရုတ်တီးကြက်မုံလေးကိုနေငယ်လေးထက်ထားပေးလိုက်တယ်ပေါ့နော်တကယ်လို့မကြိုက်ရင်လည်းမထည့်လိုက်ရပါတယ်ရှင်ပြီးရင်တော့လှီထားတဲ့ငရုတ်တီးစိမ့်လေးကိုထက်ထားပေးလိုက်မယ်ပေါ့နော်နှက်ကဒီနေရာမှာတခြားနှဲငယ်ကိုထက်တာဖြစ်တယ်ပေါ့နော်တကယ်လို့မထက်ချင်လဲရပါတယ်ရှင်ပြီးရင်တော့နှဲငယ်လေးတမောက်တော့အောင်မှုဝေးလိုက်မယ်ပေါ့နော် မွေပိလိုက်လို့အာလုံးတမသွားပြီဆိုရင်တော့ခဏလှိထားတဲ့ကြက်တော်နေလေးရဲ့ရှမ်းနန်းနန်ပင်ရဲ့ပိုက်တော့ရှိလေးရဲ့ကိုထည့်ပေးလိုက်ပါမယ်ရှင်။တကယ်လို့ဒီနေရာမှာဒီတီးရွက်တွေကိုမကြိုက်ရင်လည်းမထည့်လည်းရတယ်ပေါ့နော်။ပြီးရင်တော့မုတ်ဖက်လေးနဲ့ငါးတိတာလေးကိုလည်းထည့်ပေးလိုက်ပါမယ်ရှင်။ငါးတိတာဘူးလေးကိုတော့နှင်ကားနှစ်ဘူးတုပ်ပြူထားတယ်ပေါ့နော်။တကယ်လို့ဒီနေရာမှာတခြားသစိငါးတိတာဘူးလေးကိုလည်းတုပ်ပြူလို့ရပါတယ်ရှင်။ ဒီမော့ဖက်တုတ်လေးကအရန်စားလို့ကောင်းတယ်ပေါ့နော်ပြီးရင်တော့လုတ်နီလေးကလည်းအရန်လွယ်ကူတယ်ပေါ့နော်ကိုချစိလည်းအရန်တက်တာပါတယ်ရှင်ဒါဆိုရင်တော့အားလုံးတမတော်အောင်တုတ်သွားပေးလိုက်ပါမယ်ရှင်နေတော့အတုတ်ရည်နဲ့တည်ရည်ယူနေပြီပေါ့နော်အနက်လေးရလဲမှွေးနေရောပဲရှင်အရောက်ဆင်းလေးရလဲလှနေရောပဲပေါ့နော် ုဆိုရင်တော့နှဲတုတ်သွားပြလိုက်တာအလုံးသမသွားပြီဆိုရင်တော့ရသားလေးမြေကြီးကြီးမှာပေါ့နော်ဒီနေရာမှာကိုရသားလေးမြေကြီးကြီးပြီးတော့ကိုစိတ်ကြပြန်ထည့်ယူနေတယ်ပေါ့နော်နှဲမှာကြတော့ရသားလေးဆက်ပြပြီဆိုရင်တော့စားလို့ရပါပြီရှင်ဒါဆိုရင်တော့ကိုစားမဲ့ပကံလေးတစ်ခုထည့်ပြလိုက်မယ်ပေါ့နော် ခါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နှဲပြီးတော့ file ကိုကြည့်ရှုအားပေးတယ်။တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။နှဲပေးကိုလည်းလက် follow လေးလုပ်ပေးကြပါအောင်ရှင်။ဒါဆိုရင်တော့နောက်ပြီးတော့ file တစ်တည်းမှာဘယ်လိုစားစရာမျိုးတွေနဲ့လုပ်ပြသွားမလဲဆိုတာကိုစောင့်ကြည့်ပေးကြပါအောင်ရှင်။အားလုံးပဲတတ်တာ